စားသောက်တွေပေါ်မှာခြေထောက်တင်မိနေတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကြောင့်လူတွေဝေဖန်ပြောဆိုခံနေရတဲ့ဖက်ဒီမှာပရိသတ်ကြီးများအလုံးမဲမင်္ဂလာပါရှင် Famous Sally News ပါပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုရောက်ချနေတဲ့စားသောက်တွေပေါ်မှာခြေထောက်နဲ့ဒူးထောင်ပေါင်ကားလုပ်ခဲ့လို့လူပြောများနေတာကချင်းပေါင်းတဲ့ဖက်ဒီမှာပါခုဆိုချင်းပေါင်းတဲ့ဖက်ဒီမှာရဲ့ချင်းစရာနေပတ်သက်ပြီးလူတွေကပြင်းပြင်းထန်ထန်ဝေဖန်နေကြပါပြီအထူးသဖြင့်စားတော့ဆိုတော့ခြေထောက်နဲ့တင်းမှုမပြောနဲ့ယူတင်လေးစားမြတ်တနူတံမှုထားရတာပါ ဒါပေမဲ့လည်းဖက်တီမာကတော့အစားတောက်တွေကိုဒူးထောင်ပေါင်ကနဲ့တန်မိုးမဲ့ဇိုင်းဆန်စွာပြုမှုခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကတော့အချင်းချင်းဆူရောင်းကောင်ပြင်လို့မရကြောင်းအထူးသဖြင့်လူမြင်ကောင်ဟန်ဆောင်နေပြီပဲ။အချင်းချင်းဆူရောင်းကဖုံးကွယ်လို့မရကြောင်းပြောကြတာပါ။အထူးသဖြင့်ကိုရောင်းချမဲ့အစားတောင်တင်ထားတဲ့ခုံပေါ်မှာခြေထောက်နဲ့ထောက်ထားတာကအဖြစ်ဖြစ်တယ်လို့လူတွေကဖတ်တီမာကိုဖြစ်တင်ကြတာပါအခုဆိုဖတ်တီမာတယောက်တော်တော်လေးကိုဝေဖန်ခံနေရတာဖြစ်ပါတယ် ဒီမတိုင်ခင်မှာတော့ဖတ်တီမဟာအများပြည်သူတနာခိယူနာတက်ချင်းခံခဲ့ရတဲ့တနာစရာစည်းတယ်မလေးတယောက်ပါဒါပေမဲ့လည်းဖတ်တီမဟာကန်ထန်းလာတာကိုမမြင်ရဆိုသလိုကိုဝင်နဲ့ချင်းချင်းတက်လို့တမယာတိတုတ်စားတာကိုတစ်တော်မှာတင်လိုက်ပြီးမှတော့တော်တော်လေးကိုနမည်ကြီးရေပန်းစားသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်လည်းဖတိမဟာတာမန်စည်းတယ်လေးဘွားကနေတနိုင်ငံလုံးတည်တဲ့နိုင်ငံကျော်ချင်းမောင်းတဲ့စည်းတယ်မှာဖြစ်လာတာပါ အထူးသဖြင့်ပတိမရောင်းတဲ့ချင်းချင်းငငဆက်ဆက်တက်များသည့်တုတ်ကိုရန်ကုန်မန္တလေးနဲ့တနိုင်ငံလုံးကလူတွေကကြိတ်ကြိတ်တိုးတိုးဝေကဝယ်စားကြတာဖြစ်ပါတယ်။ဒါကလည်းပတိမကန်စားတာစမ်းချိန်မှုကြောင့်ဖြစ်တယ်လို့ပြောရမှာပါ။တခြားသောဈေးတွေဆိုရင်တစ်သက်လုံးသာဈေးရောက်ပြီးအုံမင်းသွားမယ်။ပတိမလိုစင်ပြေချမ်းသာဖို့ပြင်လည်လာဖို့နိုင်ငံကျော်စင်လီဖြစ်ဖို့ကမလွယ်ပါဘူး။အလုံးတနာခ ्यु နာတခြားလူတော့ပတိမငွေကြေးပြင်လည်လာတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းခုခါမှာတော့ဖတိမကဆိုင်းရိုက်ဆန်းစွားနဲ့အစားအသောက်တွေကိုချင်းနဲ့တင်လိုက်တာပါဖတိမဒီလိုလုံးလိုက်တဲ့ပြုမှုကြောင့်လည်းဖတိမစီကဝယ်စားကြမယ်လူတွေဟာလက်တွန့်သွားနိုင်ပါတယ်ဒီမတိုင်ခင်မှာတော့ဖတိမဟာလမ်းမစီပဲကလေးငယ်လေးမွေးဖွားလာတာကြောင့်လည်းအလုံးကတနာကြူနာတကြရတာပါ။ဒါပေမဲ့လည်းခုခါမှာတော့ဖတိမရဲ့ဆိုင်းဆန်လွန်တဲ့လုံရက်ကောင်လက်မခံနိုင်စရာဖြစ်နေတာပါ။ ဖတ်တီမဟာသူမရောင်းချတဲ့ငားရီကွန်ကျောင်းချင်းမောင်းကျောင်းအသာလုံးစာရာတွေရောင်းချနေတဲ့စားတောက်ဆရာရီနာမှာခြေတော်ကြီးတင်ကဇိုင်းဆန်တဲ့လုံရက်တွေကစားသုံးသူတွေကိုမတတိယရွှေရှာနဲ့လုံရက်မျိုးလုပ်ခင်တာဖြစ်ပါတယ်။လူတွေကတော့ဖတ်တီမအနေနဲ့သူများတွေကိုရောင်းချတဲ့စားတောက်တွေကိုခြေတော်နဲ့တင်တာကမလုပ်သင့်တဲ့လုံရက်ဖြစ်ကြောင်းအထူးသဖြင့်ကိုကစားတောင်ရောင်းချနေတာကိုလူမြင်မသိတော်တဲ့လုံရမျိုးလောက်တာကဇိုက်ဆန်တဲ့လုံရမျိုးဖြစ်ကြောင်း အထူးသဖြင့်ခြေထောက်နဲ့လှုပ်တာကလူတွေဖက်တီမစီကစားကြင်တော့မှမဟုတ်ဘူးလို့ပြောလာတာဖြစ်ပါတယ်။တချို့ကလည်းဖက်တီမဟာဘလောက်လူချင်အောင်နေနေလမ်းဘေးဆိုင်ကလမ်းဘေးဆိုင်ပဲလို့ဆိုကြပါတယ်။ဒါကြောင့်လဲလူတွေကဘလောက်ပဲအရှောင်တင်ပေးပေးသူတို့ရဲ့ချင်းဆိုင်တွေကပြုပြင်ပြောင်းလဲလို့မရဘူးဆိုတော့ကိုဖက်တီမကတက်သေးပြနေတယ်လို့ဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအစားအသောက်တွေကိုဖက်တီမက6000နဲ့တင်တဲ့ပုံမှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။